Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Queen Exam ဖြစ်တဲ့ Bruno Fernandes နဲ့ပတ်သက်ပြီးတော့ Sky Sport တို့ Fabrizio Romano တို့ကနေပြီးတော့ကျွန်တော်တို့ update သတင်းတင်လာတယ်ပေါ့လေ။ညနေကကျွန်တော်တို့အားလုံးသိခဲ့တဲ့အချိန်မှာကျွန်တော်သတင်းတင်ထားပြီးခဲ့တာကျွန်တော်တို့ရှိတဲ့ Fernandes နဲ့ပတ်သက်ပြီးတော့အာ Bruno ကိုယ်တိုင်ကဘယ်တော့ Ehela ကိုပြောင်းမှုအတွက်အမှန်ကန်စဉ်းစားနေတယ်ဆိုပြီးတော့ဒီ Athletic တို့ဘာလို့ကနေပို့လောက်လာတာဆိုတော့အခုလက်ရှိကျွန်တော်တို့နေတဲ့သတင်းတွေကျွန်တော်တက်တယ်။ Fernandes နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒီနေရာမှာ စကိုင်းစပေါ်ကရပူလောက်ထားတဲ့တင်အရာဝင်လင်ကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူနိုင်ဖို့အတွက်အဟီလာအသင်းရဲ့ဘက်ကမန်ချက်စတာယူနိုက်တက်ထံပြောင်းရွှေ့ကြည်ပေါင်သန်းတရာပေးချီလူတဲ့ပေးချီလူတဲ့ဘောနော်ပေးချီလူတဲ့စန်တာရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ပြောချင်တာကတော့ OK ယူနိုက်တက်မင်းတို့တန်းတရာလိုချင်တာဒန်ဆိုတဲ့သဘောပဲဒီနေရာမှာဖာရီဇိုရူမန်တို့ပြောထားတဲ့ရပူရှိတယ်သူပြောထားလေးဆိုတော့အဟီလာက ဘရူနိုဖာနက်စ်ကိုခေါ်ယူနိုင်ဖို့နဲ့ပတ်သက်ပြီးတော့တော်တော်ကိုအံ့အားသင့်ပွဲပြောင်းရွှေ့ကြီး ပမာဏတစ်ခုထိပေးဖို့တောင်းမှပြင်ဆင်ထားတယ်ပေါ့ကလပ်အသင်းမန်ချက်စတာယူနိုက်တက်အနေနဲ့လည်း sorry ကလပ်အသင်းဒီအေဟီလာအနေနဲ့လည်းယူနိုက်တက်ဘက်က တောင်းဆိုလာနိုင်တဲ့ပြောင်းရွှေ့ကြီးပမာဏအတိုင်းနဲ့ပြီးချဖို့အစဉ်နှင့်ဖြစ်နေတယ်အပြောင်းရွှေ့ဖြစ်ဖို့ကတော့ဘရူနိုဖာနန်ဒက်စ်နဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဂျာထဲမှာပဲဆုံးဖြတ်ဖို့ကြံနေတယ်လို့ကျွန်တော်တို့ဆိုပြီးတော့ကျွန်တော်သိရတယ် ဆိုဘရူနိုနဲ့ပတ်သက်တဲ့သတင်းတွေအကုန်လုံးကိုကျွန်တော်ခြုံကြည့်ရရင်အဲဟီလာဒီဘရူနိုဖာနန်ဒက်စ်ကို စုစုပေါင်း၄နှစ်တက်တန်းနဲ့သူကန်လန်ထားတယ်တပတ်ကိုအ ਨੇ ဆုံး အခွန်ကင်းလို့အပြီးလောက်ခလာစားတပတ်ပေါင်း9သိန်းကျော်အထိရရှိမှာဖြစ်ပြီးတော့တနှစ်ကို bonus ဒီပါတွေအပါဝင်26သိန်းတိတူရရှိမယ်လေးနှစ်အတော်တွင်းမှာဆိုလို့ရှိရင်တန်းရာကျော်ရနိုင်မယ့်အခြေအနေမျိုးပါကစားမဖြစ်သူရဲ့ဘက်ကလည်း အဟီလာကိုပြောင်းဖို့နဲ့ပတ်သက်ပြီးတော့လုံးဝအလေးနက်ထားစဉ်းစားနေတယ်လို့လက်ရှိအဟီလာရဲ့ဘက်ကတော့ကစားသမားကအချင်းကြီးကောင်းတယ်လို့ဖြစ်နေတဲ့အတွက် Manchester United ထံကမ်းလှမ်းဖို့သူတို့ပြင်ဆင်နေပြီဒီနေရာမှာလည်း Bruno Fernandes ကိုငါတို့ထံလက်လွတ်ဖို့ United မင်းတို့ဘလောက်ထိပေါ့နော်တန်ကြီးတက်မှတ်တယ်လေမင်းတို့ဘလောက်လိုချင်တယ်လေ Bruno နဲ့ပတ်သက်ပြီးတော့ငါတို့ပေးဖို့အဆင်သင့်မယ်ဆိုတဲ့ပုံစံမျိုးသူတို့ပေါ့နော်ဒါအဟီလာရဲ့ဘက်ကပြင်ဆင်ထားတယ်ဆိုတော့ Manchester United အပေါ်မှာ Bruno Fernandes အပေါ်မှာမူတည်တော့တယ် ဒီနေရာမှာကျွန်တော်တို့က Ruin Amorim ဘက်ကထည့်တွေ့ဖို့လိုတယ်။အဲ Bruno ဘက်ကထည့်တွေ့ဖို့လိုတယ်။ Ehla Manchester United အကုန်လုံးဘက်ကထည့်တွေ့ဖို့လိုတယ်။ဆိုတော့ဒီနေရာမှာ Bruno ပါလေ sorry တဲ့ Fabrizio ရဲ့ပြောချက်အရဆိုရင် Ehla ရဲ့ဘက်ကရှင်းတယ်။ကစားသမားဘာလို့ကျင်တယ်လဲ United ဘာလို့ကျင်တယ်လဲငါတို့ပေးဖို့အတွက်အဆင်နဲ့ပဲဆိုတဲ့သဘောပဲကစားသမားကိုလေသူတို့ကန့်လန့်ထားတဲ့လုံးဝ crazy ဖြစ်စရာပမာဏမျိုး Bruno Fernandes ရဲ့ဘက်ကသူကိုယ်တိုင် Bruno ကိုယ်တိုင်ကတော့ Ehela နဲ့စကားမပြောသေးဘူး ဒါပေမဲ့လည်းလို့ဘောနော်အေဂျင့်ကသွားနေပြီဆိုကြတဲ့ကဘရူနိုရဲ့ခွင့်ပြုချက်မပါပဲမသွားဘူးဆိုတော့ဘရူနိုကိုယ်တိုင်ကတော့အေဟီလာနဲ့စကားမပြောသေးဘူးဒါပေမဲ့သူ့အေဂျင့်ကအေဟီလာနဲ့ဆွေးနွေးတာအဆင်ပြေနေပြီဆိုတော့ဖာနန်နက်စ်ကိုယ်တိုင်ဆွေးနွေးဖို့ပဲကျွန်တော်ကျင်တော့တာဆွေးနွေးမှုကလည်းအများကြီးမလိုဘူးအေဂျင့်ကအကုန်လုပ်ပြီးသားဆိုတော့အင်းဒါမှမဟုတ်ကောင်းခါကောင်းငင်ဒါပဲကျွန်တော်ကျင်တော့တာဆိုတော့အဲ့ဒီတည်းအချင်းကြီးကောင်းလို့ဖြစ်တဲ့အတွက်လည်းလက်ရှိအေဟီလာကဘောနော်မန်ချက်စတာယူနိုက်တက်မင်းတို့ဘရူနိုကိုလက်လွတ်ဖို့အတွက်မင်းတို့ဘလောက်လိုတယ်လဲရော့ကွာကဲစာရွက်အလွတ်မင်းတို့အမောင့်သာချရေးလိုက်ဆိုတဲ့သဘောမျိုး ဒါ United အတွက်ကဒါစဉ်းစားစရာဖြစ်သွားပြီ။ဟုတ်ပြီ။เนาะငါတို့အတွက်ဒါအခွင့်အရေးပဲ။တခုတော့ရှိတာပေါ့လေ။ကျွန်တော်ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ကျွန်တော်ဒါဆိုလို့ရှိရင်เนาะ okay เนาะเนาะ Tinden to Nun Nun အားလို့အဲဟဲလာလား။ Okay ဆိုတော့ Bruno နဲ့ပတ်သက်လို့မင်းတို့လိုချင်တဲ့ကြိုက်တဲ့အမောက်ပမာဏပြောလို့ပြောထားတယ်။ဟုတ်တယ်ပေါ့နော်။ Okay ဒီ1 billion မင်းရှင်းနေပြ1 billion လိုချင်တယ်။ဟုတ်တယ်မလား။မင်းဖင်ကောင်းမကျင်နေလေမပေးနိုင်မယ့်ရှောက်မပြောနေလေအဲ့ဒါဆိုဟုတ်တယ်မလားနော်။မပေးနိုင်နဲ့မလား။ Okay 1 billion กว่าငါတို့ Bruno တဲ့လိုချင်တယ်။အင်းပေး။အဲ့ဒါဆိုရင်တော့မင်းမင်းစိုင်းနေပုံနဲ့ပါဆင့်ပြီးတော့ live ပို့လိုက်မယ်ဟုတ်တယ်မလား။ ါပဲလို့ပေါ့နော်ကျွန်တော်ပြောလို့ပဲတန်တရားတန်၁၂၀ဒီပဝန်းကျင်မှာကျွန်တော်သွားမှာပဲအဲဟေလာရဲ့ဘက်ကလည်းမင်းတို့လူချင်းရဲ့ပမာဏပြီးမယ်ဆိုပြီးမယ်လေလို့ဗျာခုနကကျွန်တော်ဖုံးဆက်ပြောသလိုအမ်မဖြစ်နိုင်တဲ့ပမာဏမျိုးကြီးတော့ဝတ်ပဲပြီးမလဲဒါပေမဲ့လို့ကျွန်တော်တို့ realistic ဖြစ်တဲ့တန်၈၀ကနေတန်၁၂၀ကြားထိပမာဏကတော့သူတို့ကပြီးနိုင်မယ်လို့ကျွန်တော်ထင်တယ် Panades ကိုလည်းအဲ့ဒါလောက်ထိပြီးပြီးတော့သူတို့ကပြင်ဆင်ထားပြီးပြီဆိုတော့ United တန်၁၂၀လူချင်းလည်း၁၂၀ပြီးလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ် တန်း120လောက်ဘရူနိုအတွက်ရရင်ကိုအသင်းဘက်ကတွေးကြည့်မဆိုးဘူးတို့ညနေကပြောခဲ့သလိုပဲစိတ်ပူရမှာသလိုအဲ့တန်း120ကိုအသင်းကကစားမမခေါ်မင်းနဲ့ငါတို့ကွင်းတတီဆောက်ဖို့တုံးကျင်နေဆိုပြီးတော့သွားရင်တော့သွားပြီကျွန်တော်ဘဝအပြက်ပြီးအိုက်ကြလို့ရှိရင်နော်ဘဝအပြက်ပြီးအိုက်ကြရင်တော့နော်ကစားမမခေါ်မင်းနဲ့ကွင်းတဟေးဆိုပြီးတော့နော်ကျွန်တော်တို့ကမျှပြီးတော့စားသွားကြရင်တောင်းရင်ရှိသူတွေဘက်ကဘဝအပြက်ပြီးဆရာသမားကြီးနော်ဆိုတော့ဒါကဒီနီးပြပြတဲ့ရူဘင်အမိုရင်ဘက်ကကြည့်ရင်ဟိုရူမနူပြောတာကပေါ့နော်အမိုရင်ကရှင်းတယ်ပေါ့အတင်းတောင်းရှိသူတွေကိုပြောပြီးတာ ဘရူနိုဖာနန်ဒက်စ်ဒီလုံးဝထိလို့မရတဲ့ကစားမှာဖာနန်ဒက်စ်ဒီအတင်းသူတီဆောက်ချင်တဲ့အတင်းတွေအဓိကအခန်းကဏ္ဍကနေအရေးပါတဲ့ကစားမှာဖာနန်ဒက်စ်ကသူရောင်းလို့မရဘူးဆိုတဲ့သဘောမျိုးသူခဏတိုင်းပြောထားတယ်ဆိုတော့တော်တော်တော့ဘောနော်စိတ်ဝင်စားဖို့တော့ကောင်းလာပြီပေါ့လေအပြောင်းရွှေ့ကအခုလည်းပဲ United ကဒီ Hong Kong မှာကန်တဲ့ပွဲအပြီးမှာဆိုလို့ရှိရင်ပြပြန်းတော့မယ်တလာခွဲလောက်ထိကျွန်တော်တို့ဒါအဲရာတီယိုချီတန်းပွဲကြီးနေကကစားဖို့မရှိဘူးဆိုတော့ဖာနန်ဒက်စ်တွေကြားထဲမှာပါရှိတယ်ဆိုတော့ပိုတူဂီနဲ့ဒါ Nation League ကစားဖို့ပဲကျွန်တော်ရှိတော့တာ အဲ့ဒီအတွက်ကိုပဲဒီအပြောင်းရွှေ့ကကျွန်တော်တို့နေစိတ်ဝင်စားဖို့ကောင်းလာတာတေးကြတယ်ကလပ်ဘောကက်ကိုအမီသူတို့ဒီခေါ်ကျင်တာဖြစ်တဲ့အတွက်အဟီလာရဲ့ဘက်ကတော့ဒီရပ်ပိုင်းအတော်တွင်သူတို့တကယ်ထိရောက်တဲ့ကံလန့်မှုတွေအပြောင်းရွှေ့လှုပ်ရှားမှုတွေကိုသူတို့လုံမှာပဲလုံမှာပဲသူတို့တွေတတိုင်းတော့နေမှာမဟုတ်ဘူးအဲ့တော့ Manchester United နဲ့ Fernandes ဘာလိုချင်တယ်လဲဆိုတာလေသူတို့ကဗောနောပေးဖို့အဆင်သင့်မယ်လူမျိုးတို့လိုချင်တဲ့အတိုင်းဒါမျိုးတွေလည်းပြောပြီးပြီဆိုတော့ United ဘက်ကငင်းပယ်ဖို့ကတော့ခဲရင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာ မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကဘရူနိုကိုဘယ်လိုကွန်ဗင်းစ်လုပ်မလဲဆိုတာလည်းပါသေးတယ်။ဘာနဲ့တက်စီငါတို့ကတော့ဘယ်နော်မင်းကိုအနာဂတ်အဆီဇင်ဒီထဲမှာအများကြီးမမြင်တော့ဘူး။ဒါအပြင်ငါတို့ကလက်တင်းကဗနာကြီးပြည်ထနာနဲ့ပြည်ထလို့ငါတို့တော်တော်တိုင်ပတ်နေတယ်။ဆိုတော့မင်းကိုရောင်းမယ်ဆိုရင်ငါတို့ရဲ့ပြည်ထနာတွေအများကြီးဖြည့်ဆည်းမိတာဖြစ်သွားမယ်။ဒီအတွက်ကြောင့်ငါတို့ဆုံးဖြတ်ချက်ကိုမင်းနားလည်ဖို့မျှော်လင့်နေဆိုတဲ့ပုံစံမျိုးနဲ့ဖာနန်ဒက်စ်ကို မင်းထွက်ကွာလို့မပြောဘဲနဲ့ငါတို့ကိုကူညီပါကွာဆိုတဲ့ပုံစံမျိုးမင်းကထွက်တာတောင်မှငါတို့ကိုကူညီသွားသေးတယ်ဟာဆိုပြီးတော့ပြည်သက်တည်ရင်တဲကိုထည့်ပေးနိုင်မဲ့ action မျိုးကိုငါတို့မင်းကိုလှုပ်စေချင်တယ်ဆိုရင်တော့ပြီးသွားပြီအာဖန်နန်ဒက်ကပြောင်းပြီပဲတော်သေးကြပြီအဲ့လိုမဟုတ်ဘဲနဲ့ဖန်နန်ဒက်မင်းသဘောဆိုလို့ရှိရင်တော့ဖန်နန်ဒက်တော်ဆုံးဖြတ်ရခတ်သွားလိမ့်မယ်ဒါတော့မင်းသဘောလို့ပြောလို့မရဘူးအတင်းဘက်ကပြောရမှာဗျာငါသဘောလို့တော့မပြောနိုင်လေမင်းတို့ငါ့ကိုဘယ်လောက်ထိကြီးဝဲထားတာတော့ဟုတ်တယ်မလားမင်းတို့ရှေ့ဆက်မဲ့ပလန်နဲ့မှာငါဘလို့ခန်းကဏ္ဍကပါဝင်နေတယ်လေငါ့ကိုရောပလန်နဲ့မှာအဓိကထည့်ထားရလား ငါမပါလဲဖြစ်တယ်ဆိုရင်ထွက်မှာပဲလေဟုတ်တယ်မလားเนาะမင်းတို့ငါကိုအများကြီးလေးယူရထားခြင်းမရှိတော့ဘူးဆိုတော့ okay ထွက်မှာပဲနောက်ထပ်ဒီလိုမျိုး offer မျိုး Bruno အတွက်ရချင်မှရတော့မှာတေးကြတယ်မရတော့ဘူးဗျာအဲ့လို offer မျိုးကလည်း sorry ကလပ်တီမှုပေးနိုင်တာကျန်တဲ့ဥရောပကလပ်တီကလိုချင်ရင်တောင်မပေးနိုင်ဘူးသိလားဆိုတော့အဲ့လိုမျိုးဆိုတော့ဗောနော Fernandez ရဲ့အပြောင်းရွှေ့ဒီကလပ်နဲ့ကစားသမားကြားပဲကျွန်တော်ကျန်တော့တယ်အဲဟီလာရဲ့ဘက်ကသူတို့အကောင်လုံးက easy ဖြစ်သွားပြီ Bruno Fernandez နဲ့ Manchester United ကြားမှာပဲကျွန်တော်ကျန်တော့တယ် ဒါဟာအသင်းဘက်ကတော်တော်ကိုခက်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 ဆုံးဖြတ်မဲ့အခြေအနေမျိုးပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြိုင်သက်တွေစိတ်ပူတာကတခုပဲရှိတာ။ချင်းချင်းလေးရဲ့မင်းဘရူနိုဖာနန်ဒက်စ်ကိုရောင်းကျင်သလားပြဿနာမရှိဘူး။တန်းတရာ120ရရင်ရောင်း။ဒါပေမဲ့လို့အဲ့ဒီရောင်းလို့ရတဲ့ငွေကဘယ်ဟုသွားမှာတော့ဟုတ်တယ်မလားသူတို့ကတော့အသင်းပိုင်ရှင်ကြီးဗျာအသင်းတာဝန်ရှိသူတွေဆိုတော့အခါကျတော့သူတို့ဘာသာသူတို့စီမံမှာပေါ့ဒါပေမဲ့လို့ဘယ်ကူသွားမှာလဲအဲ့ဒီ finance ကိုရောင်းလို့ရတဲ့ငွေကမင်းတို့ကွင်းသစ်ဆောက်ဖို့ဆိုပြီးတော့ဈားထဲမှာမင်းဖြောင်းသွားမှာလားဟုတ်တယ်မလားနော် ဥပရိသတ်တွေမသိအောင်လေအဲ့လိုမဟုတ်ဘင်းနဲ့ဗောနော်ကစားမားတွေကိုဝယ်ပြီးမှလာ ကစားမားဝယ်တဲ့နေရာမှာတော့ကျွန်တော်တို့ဒီဘရူနိုလို quality ရတဲ့ player မျိုးကတော့ရှားတယ်တိုးတိုးလေးပဲရအောင်ဝယ်နိုင်ရင်တော့ဖြစ်တယ်အဲ့လိုမျိုးတွေလုံးမှလာ OK အဆိုတော့ဟုတ်ပြီအဲ့လိုမဟုတ်ဘင်းနဲ့ဟိုးရောင်ရောင်ဒီရောင်ရောင်ကစားမားတွေဝယ်မယ်ဆိုရင်တော့မကြိုက်သေးဘူးဟိုးရောင်ရောင်ဒီရောင်ရောင်လိုလိုနဲ့ကစားမားတွေမဝယ်အပြောင်းရွှေ့ကြပြန်မသုံးမင်းနဲ့ကွင်းတစ်ကိုပဲစောက်ချင်တာလို့တည်ရမှာစားသောက်ဆိုင်တိပဲဖွင့်ချင်တာလို့လက်ဖိတ်ဆိုင်ဖွင့်ချင်တာလို့လုပ်ရင်တော့မကြိုက်သေးဘူး ပြည်တယ်မလားဆိုတော့ပြောင်းရွှေ့ကြီးကလည်းဘလို့သုံးမလဲဆိုတာကလည်းပြည်သက်တွေကမယုံမှုဒီတောင်ရှိသူတွေကိုဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ transfer window ဒီမှာ Ineos လုပ်ခဲ့တဲ့လုပ်ရက်တွေဟာဘယ်လိုမှအပေါင်းလက္ခဏာဆံမလင်းလို့ပဲဒါဒီပြည်သက်တွေဘက်ကအများသူစိတ်ပူတဲ့အရာတန်တရာ20ကိုကောင်းကောင်းအသုံးချခြင်းနဲ့တန်တရာကိုကောင်းကောင်းအသုံးချမယ်ဆိုရင်တော့လက်လွတ်မှာငါတို့ကပြဿနာမရှိဘူး Fernandez တွေလည်းတီးတယ်မလားအဲကြောင့်ဒီ Bruno ရဲ့ပြောင်းရွှေ့ကဒီဘယ်လိုပြောမလဲ United အပေါ်မှာမူတည်လာပြီ Fernandez အပေါ်မှာမူတည်လာပြီဂျာရဲကခါရီယာပြီးသွားပြီ အန်နက်စ်နဲ့မန်ချက်စတာယူနိုက်တက်တို့ဆွေးနွေးပြီးတော့ဘာတွေလုပ်မလဲဆက်ပြီးတော့ကျွန်တော်သိရမှာပဲအချင်းကြီးတွေကအဲ့တော့ United ဘက်ကရောင်းချခြင်းသလားအေဟီလာရဲ့ဘက်ကလည်းရှင်းနေပြ Manchester United မင်းတို့ဘလောက်လိုချင်သလားပြောလိုက်ဆိုတော့ငါတို့ကတော့ Bruno ရဖို့ရည်ကြီးတယ်မင်းတို့ဘလောက်လိုချင်တယ်လားပြောလိုက်ဆိုတော့ငါတို့တန်း130လိုချင်တယ်ဆိုရင်ဖြစ်သွားမှာပြောင်းရွှေ့ကအဲ့ထက်များရင်တော့ပြောင်းရွှေ့ကဖြစ်ဖို့မလွယ်ဘူးเนาะဆိုတော့ဟိုကလည်းမင်းဘလောက်လိုချင်တယ်လဲဆိုပေမဲ့လည်းလို့ တို့ဒါတော့လက်တွေ့ကြမကြစဉ်းစားအောင်ပါကိုဒါကြောင့်ကျွန်တော်အနေနဲ့ကွင်းလင်ကစားမပြည့်တဲ့ဘရူနိုဖာနက်စ်ရဲ့အပြောင်းရွှေ့က sorry အာရီဗျာကလပ်အတင်းတစ်ခုပြည့်တဲ့အဟီလာကိုပြောင်းရွှေ့ဖို့ပူပြီးတော့ chance များလာပြီးတော့ကျွန်တော်ယူဆတယ်ညီကလို့ရောဘလို့မြင်ကြလဲစူနီကြပါအောင်ချစ်ရှိပါပြီညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်